工作真是呀，是一天到晚，怕别人家庭见你那边声音。这要别人楼啊，对不对？怕别人家听

ဘာပြောစရာများရှိနေရမလဲတီးလို့လဲရှင်းတော့ပါကျွန်တော်ရဲ့ကြော်ရှင်ဘွာတေတေလေးဘို့အကြီးအကြီးပဲတေရီယာအကြီးပဲဒီပြပို့ပြတိချောင်းရယ်ပြပြရလားဆိုမိုဒီရဲ့ဘိုင်းအတွင်းမှာကျင်းစီပေါ့ဒုက္ခရောက်တော့မှာ ာဖေးစားလိုက်လားတိတ်သေးကြတာဗောတင်လေးရစိုးမိုးနဲ့ကပ်ပြီးတော့အမှုတွဲပြီးဒုက္ခရောက်မှာကလေးယာကလေးယာကလေးယာဘာဒုက္ခရောက်မယ်ဆိုရင်တင်းပူပြီးဆင်းနေတာပါပြောပြပါလား စိတ်ချလက်ချယုံကြည်လိုက်သည်ဆုံးမဝကလေးရောဒုက္ခအကြီးကြီးရောက်တော့မှာဝဲကြီးဖြစ်တော့မှာဆောထက်ကဒီခုခုအတိအကျသိထားရပုံပဲဆောထက်ပါဗျာမပိုင်ပါမလို့အမ်မာတင်းတင်းပါတယ်ဒါပေမဲ့ ါလဲဆိုတာဒီလိုပြောပြအောင်အေးဆေးပေါ်သီးရကျွန်တော်စီမှာစုံမို့နိုင်တဲ့လက်နက်တခုရှိတယ်ဟုတ်လားဒီညအင်ဂျင်ရောက်ရင်တီရီစီကိုကျွန်တော်ဗီဒီယိုကလစ်တစ်ခုပို့လိုက်မယ်။ပြိမကြခင်မှာ ဆူမူနဲ့မာယာနဲ့ကွဲကြောစွာနဲ့ကလျာနဲ့လမ်းခွဲပါတယ်ဆိုတဲ့ဇလံတစ်ပုဒ်ကိုတိတိမြင်ရတော့မှာပါဗျာကြာဝမ်းတာလိုက်တော့ကုစားထဲကုစားထဲရှင်နဲ့ကျမမိတ်ဆွေဖြစ်ရတယ်ကျမတို့အရင်ကြိုးရှိတာ 倒嘛？今天就让我钱？漂亮，倒嘛？给他吃啊！ ဟယ်လိုအဲ့ဒီအတန်ချိုးချိုးလေးနေငါ့ကိုလှည့်စားခဲ့တာပေါ့ဟယ်လိုညီမလေးဟယ်လိုဟယ်လိုမမပြောလေညီမလေးမမလည်းလေတိတ်နေမကောင်းဖြစ်တာနဲ့ညီမလေးစုကဖုန်းမဆက်ဖြစ်တာ ညီမလေးအိမ်ကိုပြန်တော့မယ်။ဘာဖြစ်လို့လဲညီမလေးရဲ့အိမ်မှာနေရတာညီမလေးအဆင်မပြေလို့လား။ပြေပါရဲ့။ဒါပေမဲ့ကိုအိမ်ကိုပြန်တာပိုပြီးကောင်းမယ်ထင်လို့ပါ။ဒါဒါဆိုစုမကိစ္စကိုလိုက်ပြီးမစုံစမ်းတော့ဘူးလား။မလိုတော့ဘူးလေ။မလိုမလိုတော့တာလေညီမလေးရဲ့။ညီမလေးစီမှာရှိရဲ့အကြောင်းအရာတွေက ိတ်မှမခိုင်လုံတာစုံစမ်းလဲဘာထူတော့မှလဲအေးပေါ်လေမတေးကြတဲ့ကိစ္စတခုကိုလိုက်ပြီးမစုံစမ်းတာတော့ကောင်းပါတယ်ဩဒါနဲ့မြမလေးကဘယ်တော့ပြန်มาလဲမနှက်ပြန်အဲ့လိုရုပ်ထည့်ပြန်လာတော့ဆုံးမကယုံမမှန်မလေးကို ဒီမှာလေးသူ့ကိုအဆင်ပြေအောင်ကြည့်ပြောလိုက်ပါပဲ။အေးပေါ့လေ။ဘိုးရင်ပြန်သွားတော့လေညီမလေးတမမစိတ်မပူရတော့ဘူးပေါ့။အဲ့ဆိုဒါပဲတော့ပမ။နောက်မှတွေ့ပဲ။မာယာအညီမလေးညီမလေးကိုမမဝမ်းသာစရာတကင်းပြောစရာရှိလို့ပြောလေပမ။မမမကူရင်ရနေပြီ။အော်။ဟုတ်လား။ ဟုတ်တယ်ညီမလေးရဲ့အဲ့ဆိုရင်တော့ဝမ်းသာကြရပဲပေါ့မမလည်းဝမ်းသာနေတာကဲညီမလေးမမတို့နောက်မှအေးစိတ်တွေ့ကြမယ်နော်ဒါပဲနော်မလေးကဘာစိတ်ကူးပေါက်သွားတာပါလဲ။ဘာမစုံစမ်းတော့ဘူးဆိုတော့ နေဟာတိတ်ပျော်နေပါပဲเนาะအဲ့လေသူဘက်ကဆေးလျှော့လိုက်ပြီဆိုတော့ဘာပြဿနာမှဖြစ်တော့ဘောနေစောင့်ကြည့်နေလိုက်ပါနေနဲ့ငါနေရမကြခင်မှာတေခမ်းပြတ်တော့မှာ ။နေမှာကိုဝင်ရှိနေတယ်။အာနေမှာထောက်မဟုတ်ဘူး။ သဘောပေါက်သွားပြီ။ငါသဘောပေါက်သွားပြီ။စောထက်ကဒီဗီဒီယိုဖိုင်ကောင်းကောင်းကြီးအသုံးချလိုက်တာပဲဖြစ်ရ။ဒီဗီဒီယိုဖိုင်သာပြန်သွားမယ်ဆိုရင်စိုးဖို့နဲ့ကလေးရနဲ့ဒုက္ခကြီးကြီးရောက်ပြီပေါ့။ငါလည်း ကလေးကဒုက္ခရောက်တာလို့ကျင်လာဆိုတော့စင်တင်လိုက်တာကွာ